မျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD အနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ကြိုးစားနေရမှာပြောင်းလဲရေးမလုပ်လို့သူတွေရဲ့စင်ကြေတွေကိုသတိထားဖို့လိုအပ်တဲ့အကြောင်းမတ်လ10ရက်နေ့တနင်္လာနေ့ကဒီတော်စုတတော်ကိုလာလေးလာတဲ့မန်လေးတိုင်းနထိုးကြီးမြို့နယ် NLD ပါတီဝင်တွေနဲ့တွေ့ဆုံရမှာဒေါ်ဆန်းစုကြည်ကပြောလိုက်ပါတယ်တချို့ကဘယ်လိုပြောလဲဆိုတော့အခါတည်းကပေါ့ဒီမပြောင်းလဲစီချင်တဲ့အတွက်ဟာအရေးကြီးပုံလားပေါ့ ူရဲ့စာဝင်ကြီးပြည်သူလူထုရဲ့စာဝင်ကြီးကအဓိကကြတယ်မှန်တယ်ဒါနဲ့အဲ့ဒီဟာကိုမှမကန်ကလုံနိုင်ဘူးဖွင့်စုမှုချေရဦးတွေကမှားမှားဟုတ်ကဲ့ဒီမှာဒီမှာရေးဥက္ကဋ္ဌပဲဖွေးမှုချေတာဥပဒေပဲဖွေးမှုချေကဥပဒေကမှန်ကမှာမှန်ကနဲ့နိုင်ငံရေးစနစ်ကိုထူထောင်လို့ရတယ်မှန်ကနဲ့နိုင်ငံရေးစနစ်တစ်ခုရှိရာရေးရှိမှာဒီကွာနိုင်ငံတွေ့တဲ့အရေးကြီးဆုံးပါတယ် ီလိုပြင်ဆင်ဖို့ကြိုးစားရမှာဒီမိုကရေစီလိုလားသူတွေနဲ့ NLD ပါတီဝင်တွေဒီတွင်းမှာညီညွတ်ရေးရှိဖို့လိုအပ်တဲ့အကြောင်းလဲဒေါအောင်ဆန်းစုကြည်ကထည့်သွင်းပြောကြပါတယ်မန္တလေးကဆိုလို့ရှိရင်ဒါပြည်တော်စုပဲ။ဟုတ်ပါတယ်။ဟုတ်စုနဲ့ဒီဝေဒနာကဘာလို့လဲ။ကျွန်တော်ကညီညွတ်ရေးဟာအဓိကနိုင်ငံတနိုင်ငံမှာအတွင်းညီညွတ်ရေးရှိလို့ရှိရင်ဘယ်လောက်ပဲချမ်းသာကြပါဦး။ဟုတ်ပါတယ်။ညီညွတ်မှုဟာအဓိကအဲ့တော့ ဒီညညမှုရှိဖို့ဆိုလို့ရှိရင်ရောင်းတဲ့တရားစားလည်းမရှိဘူး။ရောင်းမြောက်လေးစားလူလည်းလူခွေလူခွေဆိုဖို့ခွေဖြစ်တယ်၊သူ့ခွေလည်းဖြစ်တယ်ဆိုတာလည်းတချို့ကလူခွေလူခွေဆိုငါခွေနော်အဲ့ဒါလိုမဟုတ်ဘူး။ဟုတ်လူတိုင်းရဲ့ခွေကြီးပဲလူခွေဆိုတာသူ့ခွေဖြစ်တယ်၊ကိုယ်ခွေဖြစ်တယ်အားလုံးဖြစ်တယ်။ဟုတ်ကဲ့ဘူးဒီစားမှာဒီအနေကိုပြောတာ။အဲ့တော့အဲ့လိုစိတ်ထားတာ။အဲ့တော့ ဒီဒီမိုကရေစီစနစ်မှာဆိုရွေးကောက်ပွဲဆိုတာရွေးကောက်ပွဲဒါပေမဲ့ရွေးကောက်ပွဲတစ်ခုလေးလေရွေးကောက်ပွဲကတရားမျှတအဲ့ဒီအမြတ်ကဘုရားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းတယ်။ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အမြတ်ကဘုရားတဲ့ဒီကောက်ကိုပြောင်းတာဖြစ်နေတယ်။အဲ့ဒါကြောင့်ဘုရားတဲ့ဒီဟာကိုလုတ်တဲ့အခါမှာကျမတို့အားလုံးကတရားဘုရားရှင်းပြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုဦးစားမပေးလို့သူတွေကဒီသူတွေရဲ့စာဝတ်နေရေးကိုဦးစားပေးဖို့ဆင်ခြင်ပေးကြမျိုးလည်းရှိတဲ့အကြောင်းဒါပေမဲ့စာဝတ်နေရေးဟာအခြေခံဥပဒေနဲ့ဆက်ဆက်နေကြောင်းလည်းဒေါအောင်ဆန်းစုကြည်ကပြောပါတယ်။ဒီလိုအခြေခံဥပဒေကိုပြောင်းနေခြင်းနဲ့ရှိတာပေါ့။ဒါလည်းသူတို့အကြောင်းနဲ့သူတို့ဟုတ်ပါဘူး။သူတို့အကြောင်းနဲ့သူတို့ဆိုတော့ရန်ကျက်ဆောင်မှာကိုယ့်ရဲ့ကိုကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့ယူချက်ကများပြီးနားလည်အောင်ဟုတ်ပါဘူး။အဲ့တော့ဒီကပြောလို့ပေါ့။ ဒီလူတွေကစောင်းဝင်နေရေးတွေကြက်တဲ့နေဆိုမှအဲ့ဒါအထိကကြောက်တယ်။အဲ့တော့တချို့ကဒီဟာတချို့ကရိုးရိုးသားသားပါစောင်းဝင်နေရေးတွေကြက်တဲ့နေတဲ့အချိန်ကဝေဒီပုံအချိန်ကသူတွေကစားပေးရမှာလားဆိုရိုးရိုးသားသားပြီးတဲ့ရှိမယိုးမသားနဲ့ဒါဒီလူတွေစောင်းဝင်နေရေးတာကအရေးကြီးတယ်။ဝေဒီပုံအချိန်ကသူတွေကအရေးမကြီးဘူးဆိုပြီးပြောတဲ့လူတွေရှိတယ်။အဲ့တော့ရိုးသားသားပြောရတာကရှင်းပြလို့ရှိနားလည်တယ်။ဒီလို နိုင်ငံတကာနိုင်ငံတော်ထက်ဖို့အတွက်အခြေခံအနေအခြေခံဖြစ်ခဲ့ပဲသူတို့အခြေခံမှန်ကန်မှဖြစ်အဲ့ဒါကြောင့်မလို့ဒီလူတွေရဲ့စိတ်အေးချမ်းသာရာသူတို့ရဲ့ထုတ်တယ်မှုတွေဒီဖြစ်နေချင်းခွဲခြားပြီးတော့အဲ့တော့နားလေအောင်ဆက်ပါမယ်မယုံမသားတဲ့ပြည်သူ့အခြေခံအဖြစ်ကိုပြုပြင်ခြင်းလို့ပြောတဲ့သူတွေကြတော့လေဒါတော့တစ်မျိုးပေါ့ ့အစ်ချောင်ဆောင်ပြည့်လို့ဆိုတော့ခက်တာပါတကယ်အိပ်ပျော်နေတယ်ကတော့ရင်းရင်းသားသားလေးပါပဲရိုက်ရက်ပြောကြတယ်လို့ပါအဲ့တော့ကိုယ့်ဘက်ကကိုယ်ဖြစ်စေခြင်းတဲ့ကိစ္စဖြစ်တဲ့လို့ထင်တဲ့ကိစ္စကိုအများပြည်သူများတွေအောင်မြန်မာဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့2012ရွေးကောက်ပွဲဝင်ကလေးကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပြီး2008ဖွဲ့စည်းပုံကိုလက်ခံတယ်ဆိုတာမျိုးလဲဘယ်တော့မှပြောဆိုတာမရှိခဲ့ကြောင်းလဲဒေါ်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်ခင်ဗျာ